အားလုံးပဲမင်္ဂလာပါရှင်။တရုတ်ရဲ့နောက်ဆုံးပေါ်လေရင်တင်သင်းမောကပါလေ။အမေရိကန်ရဲ့လေရင်တင်သင်းမောတွေမှာပါတဲ့ဤပညာကိုရှင်းနိုင်ပါမလား။တရုတ်မှာစစ်သင်းမောဘလောက်ရှိနေပြီလဲ။လေရင်တင်သင်းမောကရောဘယ်နှစီရှိနေပြီလဲ။စာရာတွေကိုတင်ဆက်ပေးသွားမှာမလို့ intro လေးပြီးရင် video ကိုအဆုံးထိကြည့်ပေးပါဦးရှင်။ တင်းမြန်တွေ ပြန်တက်နိုင်တယ်။နောက်ဆုံးမော်အလက်ထရိုမက်ကနက်တစ်ကာတာပတ်စ်နည်းပညာနဲ့အစစ်မြစ်တင်တိစောက်ထားတဲ့တရုတ်နိုင်ငံရဲ့ဖူချန်လင်းတဲ့တဲမောဟာဆိုရင်တရုတ်ပြည်သူလုံမြောက်ရေးတက်မတော်အရေးတက် PLAN ရင်ပင်လယ်ရေကြောင်စွမ်းပကောက်ကိုမြင့်တင်ပေးနိုင်မှာဖြစ်တဲ့အတွက်ပင်လယ်ပြင်မှာအမေရိကန်ရေတပ်ရဲ့စိုးမိုးမှုကိုစိန်ခေါ်နိုင်ဖို့နီးကပ်လာပြီဖြစ်ပါတယ်။နောက်ဆုံးမော်အလက်ထရိုမက်ကနက်တစ်ကာတာပတ်နည်းပညာနဲ့ပြန်လည်ထိန်းချုပ်မှုနေရာတို့ပါဝင်တဲ့ နောက်ဆုံးပေါ်လေရင်တင်သဲမောဖူကျန်းကိုတရုတ်နိုင်ငံရဲ့လေဟပြသမှုဟာအမေရိကန်ရေတပ်ကလေရင်တင်သဲမောတွေမှာတွေ့ရှိရတဲ့ဤပညာတွေကိုရှင်ပြိုင်နိုင်စွမ်းရှိလာပြီးဖြစ်ကြောင်းကိုလည်းပြသလျက်ရှိပါတယ်။ဖူကျန်းလေရင်တင်သဲမောကိုတော့တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းဖိုဟိုင်းပင်လယ်အော်မှာစတုထအကြိမ်ပြောင်းစမ်းသပ်မောင်းနှင်ခဲ့ပါတယ်။ကာတာဖတ်စနေအထောက်ကူပြုလေရင်ပြန်တက်မှုနဲ့ပြန်လည်ထိန်ချမ်းမှုအနေပညာ Catapult Access State of Bat Arab Recovery Catapult ပါဝင်နေ တရုတ်နိုင်ငံရဲ့ဖူကျန်လေယာဉ်တဲသင်းမောအဆွေ Electromagnetic Cutter စနစ်တက်စင်ထားတာကြောင့် PLA NA စစ်စရေးဆိုင်ရာဆွမ်းဆောင်ရည်တွေကိုမြင့်တင်ပေးနိုင်မှလည်းဖြစ်ပါတယ်။ Cutter စနစ်ဟာဆိုရင် Electromagnetic Cutter သုံးခုနဲ့ထိန်းချုပ်နေရာတို့ပါရှိပြီးတော့လေယာဉ်ကုန်းဘက်မှာပေါင်းစပ်တက်စင်ထားရှိတာလည်းဖြစ်ပါတယ်။ဖူကျန်မလေယာဉ်တွေအောင်မြင်စွာပြန်တက်နိုင်ခြင်းဟာဆိုရင် PLAN address ထင်ရှားတဲ့တမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့ပြီးတော့ အီလက်ထရိုမဂနက်တစ်လီယင်ပြန်တက်မှုစနစ်အီလက်ထရိုမဂနက်တစ်အက်ရက်လောင်စစ်စတမ် EMLS ပြန်ကျက်ရမှတရုတ်နိုင်ငံကိုအမေရိကန်နဲ့ရှင်ပြိုင်နိုင်စွမ်းရှိလာစေမှာဖြစ်ပါတယ်။ဖူချန်ရဲ့ EMLS နည်းပညာဟာဆိုရင်လီယင်ပြန်တက်မှုအစဉ်ကြီးသောစနစ်ရဲ့ကန့်သက်ချက်များမှာထူးခြားတဲ့ပြောင်းလဲတရက်လှုပ်ဆောင်နိုင်မှာဖြစ်တာကြောင့်တာဝန်ထမ်းဆောင်မှုအစဉ်ပြေချုံးမှုခြင်းထီအောင်မှုနဲ့လေရင်ပြန်တက်မှုစွမ်းဆောင်ရည်တွေရရှိလာစေမှာဖြစ်ပါတယ်။ လင်းရင်တင်သင်္ဘောတွေအတွက်ပြေးလန်းတို့မှပြန်တန်းဆင်းသက်နိုင်တဲ့ shock take off and vertical landing syo vl လင်းရင်အတွက်လင်းရင်ပြန်တန်းမှုစင်ကြီးလျှော့ဒီဇိုင်းတွေဟာဆိုရင်တာဝန်ထမ်းဆောင်ရမှာအခက်အခဲတွေဖြစ်ပေါ်စေလျက်ရှိပါတယ်အထူးသဖြင့်အဲ့ဒီဒီဇိုင်းတွေကလင်းရင်တွေရဲ့ဆင်းသက်မှုဂီယာတို့အပေါ်မှာစိုးစိုးတွေတက်ရောက်ခြင်းပဲဖြစ်ပါတယ် လေရင်ပြင်တက်မှုစင်ကြေလျှောပုံစံစနစ်ဟာဆိုရင်လေရင်တွေရဲ့ကုန်စည်အများဆုံးတည်ဆောင်နိုင်မှုကိုကန့်သတ်ချက်တွေဖြစ်ပေါ်ပြီးမြင့်မားသောအပူချိန်နဲ့လေတိုက်နှုံနှိမ့်သည့်အချိန်ကဲ့သို့သောပြင်းထန်သောသဘာဝပတ်ဝန်းကျင်ဆိုင်ရာခြေအနေများနဲ့တာဝန်ထမ်းဆောင်နိုင်မှုကန့်သတ်ချက်ဖြစ်ပေါ်ပါသည်အဆိုပါကန့်သတ်ချက်တွေဟာစွမ်းဆောင်ရည်ရောကြစေနိုင်ပါသည်အထူးသဖြင့်ကာတာဘတ်စနစ်ဟာလေရင်ကိုပြေးလည်သူအတွင်းမှာပင်ဝင်ပြပြန်တန်းစေနိုင်ပါသည်ဒါအပြင် EMAL စနစ်ဟာ တမယိုချခါတာဘတ်စနစ်တွေထက်စွန့်ဆောင်ရင်းနဲ့တိကျမှုတွေကိုပုံမအစဉ်ပြေချုံးဝေပြီးပုံမထိန်းချုပ်နိုင်ပါလိမ့် EMALS ဟာလေရင်တွေနဲ့ပြန်တမ်းမှုကရိယာတွေကိုပြက်စီးမှုလျှော့ချနိုင်တာကြောင့်ပြုမြင်ထိန်းသိမ်းစရိတ်ကုန်ကျမှုတက်တာစေမယ့်အပြင်လေရင်ကိုယ်လေးကြာရှည်အသုံးပြုနိုင်မှာဖြစ်ပါတယ် EMALS ဟာအပေါ်စားမုံသူမဲ့လေရင် UV များနဲ့အကြီးစားလေရင်တွေ အပါအဝင်လေရင်အမျိုးအစားပေါင်းစုံကိုပြန်တက်နိုင်စေပါတယ်အဲ့ဒီနည်းပညာဟာဆိုရင် ရေးတက်ဖွဲ့ရေးတာဝန်ထမ်းဆောင်နိုင်မှုမြင့်တင်နိုင်တဲ့အပြင်ပုံမလီမြန်စွာနဲ့အချင်းချင်းပြန်တက်နိုင်တာကြောင့်လေရင်ပြန်တက်နိုင်မှုနှုံးကိုလေမြင့်တက်လာစေမှာဖြစ်ပါတယ်။ EMALS ဟာလျှက်စစ်စွန့်ရင်အသုံးပြုထားတာကြောင့်စွန့်ရင်ကိုလေအကျိုးရှိစွာအသုံးပြုနိုင်တဲ့အပြင်ခင်မီစီရေးရင်တွေမှာအလွဲတကူတက်ဆင်အသုံးပြုနိုင်ပါတယ်။ EMALS နည်းပညာဟာမိခိုအားထားရမှုဆိုင်ရာစိန်ခေါ်မှုတွေကိုကျော်လွှားနိုင်ပါတယ်။ဖူချန်ဟာတရုတ်နိုင်ငံရဲ့ ရခင်တိဆောက်ထားတဲ့လေရင်တင်သင်းမောတွေနဲ့နှိုင်းရှင်ရင်လေအရွယ်အစားနဲ့နေပညာပိုင်းတွေမှာတည်တည်တသာထူးခြားတိုးတက်လျက်ရှိပါသည်။ဖူကျန်တိဆောက်နိုင်မှုဟောင်းပြည်ရင်းလေရင်တင်သင်းမောတွေတိဆောက်ရမှာတရုတ်နိုင်ငံရဲ့စွမ်းဆောင်ရည်တိုးတက်မှုကိုမိမောင်ထိုးပြသလျက်ရှိပါသည်။အရင်တုန်းကဆိုဗီယက်ဒီဇိုင်းတွေအပေါ်မိခိုခဲ့ရပေမဲ့လက်ရှိအချိန်မှဆိုရင် ကိုပိုင်ရည်တည်လာနိုင်ပြီဖြစ်ပါသည်။ဖူကျန်ဟောင်းပင်လယ်ပြင်စမ်းသပ်မောင်းနှင်မှုတွေအပြီးသက်ပြီး တရုတ်ရေရင်စုမှတရားဝင်တာဝန်ထမ်းဆောင်နေပြီဖြစ်ပါတယ်။၎င်းလေရင်တင်သင်းမောဟာဆိုရင် PLANA စွမ်းဆောင်ရည်တွေကိုညှင့်တင်နိုင်မှာဖြစ်တဲ့အတွက်တရုတ်နိုင်ငံရဲ့လေရင်တင်သင်းမော၃စင်းပိုင်ဆိုင်လာတဲ့ခေတ်ကိုစတင်နိုင်ပြီဖြစ်ပါတယ်။လေရင်တင်သင်းမော၃စင်းပိုင်ဆိုင်ထားရှိခြင်းဟာတရုတ်နိုင်ငံကိုလေရင်တင်သင်းမောတစ်စင်းကိုပြုပြင်ထိန်းသိမ်းမှုလှုပ်ဆောင်နေတဲ့အချိန်မှာအခြားတစ်စင်းကိုလေ့ကျင့်ရေးလှုပ်ဆောင်စေနိုင်ပြီးတတိယမြောက်တစ်စင်းကိုတော့ထိုင်ဝမ်ရှီလက်ချာတောင်တရုတ်ပင်လယ်နဲ့ အိန္ဒိယသမုဒ္ဒရာကဲ့သို့သောပင်လယ်ရေကြောင်းနယ်ပယ်မှာလေရင်တည်သင်းမောတာဝန်တွေကိုထမ်းဆောင်စေနိုင်မှာဖြစ်ပါတယ်။ဒါ့ပေမဲ့လက်ရှိအချိန်အထိအမေရိကန်ဟာလေရင်တည်သင်းမောအုံချမှုအတွေ့အကြုံနဲ့ဤပညာတို့မှာတရုတ်နိုင်ငံထက်တာလွန်နေစေပင်ဖြစ်ပါတယ်။အမေရိကန်ဟာဒုတိယကမ္ဘာစစ်ပွဲကာလကလေးကလေရင်တည်သင်းမောအုံပြုရေးဆိုင်ရာဘဝတုဒ္ဒတွေရရှိခဲ့တာကြောင့်တရုတ်နိုင်ငံအနေနဲ့အမိလိုက်နိုင်မှုလေကျိုးပန်းရအောင်မှာဖြစ်ပါတယ်။ အထူးသဖြင့်အမေရိကန်ရေတပ်ဟာလင်းရီတေသင်းမောကိုတိုက်ပွဲရတွင်လက်တွေ့အုံပြုတဲ့အတွေ့အကြုံလေးရှိထားပါသည်။မြို့တော်ပြင်ဆိုစီတရုတ်နိုင်ငံအနေနဲ့လင်းရီတေသင်းမောနဲ့တိုက်ပွဲဝင်အတွေ့အကြုံမရှိသေးပေမဲ့ဖူဂျန်ဟာတရုတ်နိုင်ငံရဲ့နေပညာပိုင်းဆိုင်ရာစွမ်းဆောင်ရည်တွေကိုမြင့်တင်ပေးနိုင်ပြီးထိရောက်ကျေပြန့်တဲ့ပင်လယ်ပြင်စမ်းသပ်မှုများမှာတဆင့်အရေးပါတယ်။တိုက်ပွဲဝင်အတွေ့အကြုံတွေရရှိစေမှာဖြစ်တဲ့အတွက် PLA အနေနဲ့စွမ်းဆောင်ရည်တွေကိုပုံမတိုးတက်လာစေမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့အစ်မြင့်လေးရင်တင်သင်းမောတွေတိဆောက်ရဲ့အစည်းအဝေးအတိုင်းစလုတ်ထားမြောက်လေးရင်တင်သင်းမောကိုတိဆောက်လျက်ရှိတာကြောင့်တရုတ်နိုင်ငံရဲ့ရေဒတ်ဆိုင်ရာတိုးချဲ့တိဆောက်မှုမှာထူးခြားတဲ့ခြေလှမ်းအဖြစ်ထင်ဟပ်ပေါ်လွင်လျက်ရှိပါတယ်စလုတ်ထားမြောက်လေးရင်တင်သင်းမောဟာတရုတ်နိုင်ငံရဲ့ပထမဆုံးနျူကလ িয়ার စွမ်းရင်သုံးသင်းမောဖြစ်လာမှဖြစ်တဲ့အတွက်တရုတ်နိုင်ငံရဲ့စစ်ဘက်နေပညာမှာတမိုင်းမှတ်တိုင်စိတ်ထူနိုင်မှာဖြစ်ပါတယ်လက်တလောတိဆောက်စေ၎င်းလေးရင်တင်သင်းမောဟာ တရုတ်နိုင်ငံရဲ့ပုံမှုခြေပြင်းနဲ့စီအင်အားဖြန့်ကျက်မှုတိုးမြင့်နိုင်ရန်ပျော်မှန်ထားရှိလို့ခြေပြင်းနဲ့မောင်ပြူအောင်မြောက်ရှိမှန်းချက်တွေကိုအထောက်အကူပြုစီမလေးဖြစ်ပါတယ်။ဒါအပြင်လေရင်တင်သင်းမောင်းအုပ်တိုးချဲ့တိဆောက်ခြင်းဟာတရုတ်နိုင်ငံကိုကမ္ဘာဒုတိယမြောက်အင်အားကြီးရှိတဲ့အဖြစ်ရပ်တည်လာစေနိုင်မှာဖြစ်ပါတယ်။စရုထမြောက်လေရင်တင်သင်းမောင်းဟာနျူကလ িয়ার စွမ်းရင်တုံးဖြစ်လို့လျှက်စစ်ဆက်တနက်နဲ့ EMALSK တို့သောစွမ်းရည်များစွာလိုအပ်တဲ့ဤပညာတွေအတွက်စွမ်းရည်တွေထုတ်လုပ်ပေးနိုင်မှလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံဟာပထမဆုံးလေရင်တင်သင်းမောနှစ်စင်းကိုပြည်내နာမည်များဖြစ်ကြတယ်။လျှောက်နှင်းနဲ့ရှန်တောင်လို့အမည်ပေးခဲ့ပြီးတတိယမြောက်လေရင်တင်သင်းမောကိုတော့တိုင်းပြည်ရဲ့အရှိတောင်ကမ်းခြေမှာရှိတဲ့ဖူချန်ပြည်နယ်ကိုအစွဲပြုပြီးအမည်နာမပေးခဲ့ခြင်းဖြစ်ပါတယ်။နောက်ဆုံးမလန်နန်နဲ့လေရင်ပြန့်တန်းရေးဤပညာများတက်ဆင်ထားရှိတဲ့ဖူချန်လေရင်တင်သင်းမောရဲ့စွမ်းဆောင်ရည်တွေဟာ အနောက်နိုင်ငံတွေရဲ့လေရင်တင်သင်းမောတွေနဲ့စွမ်းဆောင်ရည်ရှင်ပြိုင်နိုင်စွမ်းရှိစေပါれ။ဖူချန်ဟာတိုက်ခတ်ရည်လေရင်အုပ်၊ပို့ဆောင်ရည်လေရင်အုပ်၊လေကြောင်းချီကျူတင်တတိပေးနေ၊ထင်းချုပ်ရည်လေရင်တွေလွှမ်းခြုံတင်ဆောင်လာနိုင်မှာဖြစ်ပါれ။တရုတ်အင်ဂျင်နီယာတွေဟာပြည်ရင်းမှမြေစီရည်ရင်တွေတည်ဆောက်လျက်ရှိပြီး cover စီရည်ရင်တွေ၊ free gate တွေ၊ဖြတ်သင်းမောတွေ၊ကန်တိုးရည်ရင်တွေနဲ့လေရင်တင်သင်းမောတွေအပါအဝင်ခင်မီရည်တဲ့စစ်စင်ရည်ဆင်နွှဲနိုင်တဲ့စီရည်ရင်တွေ အပြည့်အဝတိစောက်တက်ဆင်ထားရှိပြီးဖြစ်ကြောင်းဖူဂျန်လီယင်တင်သင်းမော့ကတက်တည်ပြလျက်ရှိပါသည်စီးရင်ရင်ပေါင်းစုံတိစောက်နိုင်ခြင်းဟာတရုတ်နိုင်ငံရဲ့သင်းမော့တိစောက်မှုစက်မှုလုပ်ငန်းတိုးတက်လာမှုကိုလည်းထိဟက်ပေါ်လွင်စေလျက်ရှိပါသည်လက်ရှိအချိန်မှာ PLAN ဟာရင်းငုတ်သင်းမော့တွေပါအဝင်စစ်သင်းမော့355စင်ပိုင်ဆိုင်ထားရှိပါသည်အမေရိကန်တို့ရဲ့ခံမှန်းတွက်ချက်မှုအရတရုတ်နိုင်ငံဟာ2025ခုနှစ်မှာ စစ်သည်မောအစင်420စင်ရှိလာမှဖြစ်ပြီးတော့2030ပြည့်နှစ်မှာအစင်460အထိပိုင်ဆိုင်လာမှဖြစ်ပါတယ်။အထူးသဖြင့်ပေကျင်းသည်ကမ္ဘာအကြီးမားဆုံးရေတပ်အဖြစ်ပြောင်းလဲဖွဲ့စည်းနေတာကြောင့်လေရင်တင်သင်းမောပေါင်းစုံပါဝင်နေတပ်ဖွဲ့အဖြစ်ပြုပြင်ပြောင်းလဲဖွဲ့စည်းလျက်ရှိပါတယ်။တရုတ်နိုင်ငံရဲ့ဖူချန်လေရင်တင်သင်းမောတည်ဆောက်နိုင်မှုသည်တရုတ်စစ်ဘက်ခင်မီအောင်တည်ဆောက်နေမှုရဲ့ဒစိမ့်တတိသားလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံဟာလေရင်တင်သင်းမောတွေတည်ဆောက်ရမှာပုံမှန်ခင်မီအောင် အလေးထားဆောင်ရွက်လျက်ရှိပြီးလက်တွေ့စမ်းသပ်ထားတဲ့ဤပညာတွေကိုအသုံးပြုလျက်ရှိပါတယ်။လက်ရှိအချိန်မှာတရုတ်နိုင်ငံဟာထမံတိဆောက်သွားမဲ့လေရင်တင်သင်းမော်တွေမှာတင်ဆောင်ရန်အတွက်တိုက်လေရင်တွေကိုလည်းသူတည်တနာပြုတိဆောက်ရန်ပြင်ဆင်လျက်ရှိပါတယ်။မြို့တော်ပင်စိုးစီတရုတ်နိုင်ငံရဲ့လေရင်တင်သင်းမော်အုပ်တိုးချေတိဆောက်ခြင်းသည်ပင်လေပြင်မှာကာလရှည်တာဝန်ထမ်းဆောင်နိုင်တဲ့နျူကလ িয়ার လေရင်တင်သင်းမော်အုပ်ပိုင်ဆိုင်ထားတဲ့အမေရိကန်ရေတပ်ရဲ့စွမ်းဆောင်ရေကိုရှင်းပြသွားနိုင်ရန်ဆိုတဲ့ ၎င်းရဲ့ရှိမှန်းချက်ကိုထင်ဟပေါ်လွင်နေစေတာပဲဖြစ်ပါရဲ့ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်